တော်လံပြည်သူများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရစေကျွန်တော်ကတော့ကရင်နီပြည်လူကာတော်လံရေးဆေးရုံမှာလုပ်နေတဲ့ခွဲစိတ်ထုကူဆရာဝန်ဒေါက်တာမျိုးခန့်ကိုကိုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ NUG MOH ကလုပ်နေတဲ့ Safe Hospital Safe Healthcare ဆိုတဲ့ campaign လေးအကြောင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပါရစေပေါ့နော်အားလုံးလည်းသိကြတဲ့အတိုင်းပဲပေါ့နော်အာဒီတလောမှာဆိုလို့ရှိရင်ဇက်တိုက်ဆိုတလို့စစ်ကောင်စီဘက်ကနေပြီးတော့မှလေးရင်းမျိုးတုံးပြီးတော့ မြေပြင်တွေမှာရှိနေတဲ့เนาะတော်လိုင်းနေမြေတွေမှာရှိနေတဲ့စေယုံတွေကိုเนาะရွေချက်ရှိရှိနဲ့တိုက်ခိုက်ဖျက်ဆီးနေတာကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေတာကိုအာအလုံးသိကြပါလိမ့်မယ်အာဒီမှာဆိုလို့ရှိရင်လည်းပဲကျမရေဝန်ထမ်းတွေကထိခိုက်ဆုံးရှုံးတာတွေလည်းရှိတယ်ပေါ့เนาะကျွန်တော်တို့ဒီမြေပြင်မှာဆိုလို့ရှိရင်လည်းပဲဒီကျွန်တော်ရဲ့အတွေ့အကြုံလေးတစ်ခုပြောပြရရင်ကျွန်တော်အာတခါခွဲနေရပေါ့နော်ဒီဘိုက်ကိုထိတဲ့ရေဘော်လူနာလေးကိုခွဲနေတဲ့အသက်20ပေါ့နော်သူကဒီခန္ဓာကိုယ်ရဲ့အကြီးဆုံးသွေးကြောမှကြီးကိုထိသွားတယ် ဒီသွေးကြောမိုက်ဆိုတဲ့အတိုင်းဟိုအထိတားတဲ့နေရာနဲ့ကျွန်တော်ရှင်းရှင်းနဲ့တွေ့သွားအောင်မဝေါ်ဝေါ်ဆိုသွေးထွက်သွေးထွက်တာအာတကယ်ဘွားမှာပထမဆုံးတွေ့အဲ့ဒါကိုဖိထားတဲ့အချိန်မှာခေါင်းဘွားနေနော်လေရင်ကအာဟိုအခုပဲထိုးဆင်းပြီးတော့မှဟိုဘုံကျဲတော့မယ်အတန်ဝုန်းဆိုကြားတယ်အာကျွန်တော်ခါတိုင်းဆိုအဲ့ဒီအတန်နေအဲ့ဒီအတန်ကြားတာနဲ့ကျွန်တော်အားလုံးကနှိစက်ရဘုံကိုခြင်းတွေကိုပေါ့နော်အဲ့လိုအလူရက်ပြေးကြတာပေါ့နော်အခုလည်းပဲ အတင့်ဖြစ်နေတဲ့ဝတ်တီကစိတ်ကမပြီးတော့မယ်ဆိုပြီးတော့စိတ်တွေးလိုက်မိတယ်ဒါပေမဲ့ကိုယ့်လက်ထဲမှာကိုယ့်လက်ထဲမှာအဲ့သွေးကြောကြီးကိုဖိထားဖိထားဒါကိုပြေးမယ်ဆိုလို့ရှိရင်လှုပ်ပြီးတော့ပြေးရမှာအောင်းထွက်ပြီးတော့တေးကြတယ်တေးမှာပဲအဲ့ကျွန်တော်စဉ်းစားတယ်အဲ့ဒီအချိန်မှာခဏဗက်ခနဲ့ဆိုတော့စက္ကန့်ပိုင်းအတွင်းစဉ်းစားတယ်ကျွန်တော်တို့အနာကအတွက်တန်ဖိုးရှိတဲ့လူငယ်တယောက်ကျွန်တော်လက်ထဲမှာရှိနေတယ်။အဆုံးရှုံးမခံနိုင်အဲ့တော့မပြေးတော့ဖြစ်စင်တာဖြစ် ဆက်လုပ်မယ်ဆိုတော့လုပ်တယ်ပေါ့နော်ကျွန်တော် need to ပဲကျန်တဲ့ဆရာဝန်တွေဆရာမတွေလည်းပဲဆက်လုပ်ကြတယ်ပေါ့ဒီရေပေါ့လေးကတော့အသက်ရှင်သွားပါတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာလုပ်နေရတဲ့ခံစားချက်ကိုအားလုံးပဲဟိုစဉ်းစားကြည့်ပါအသက်ကိုဖတ်နေထုတ်ပြီးတော့လုပ်ရတာဒါတစ်ချိန်တည်းမဟုတ်ဘူးเนาะခဏခဏကြုံရတယ်အဲ့ဒီခေါင်းမဝဝဆိုတဲ့ခွဲနေတဲ့အချိန်မှာလင်းရင်ထက်တယ်ဟာအဲ့တော့ကျွန်တော်တို့ကဟိုစဉ်းစားရပြီအန်ဒီယေကင်းအောင်ကျွန်တော်တို့အန်ဒီယေကင်းမှာပဲဘာပဲဖြစ်ရေရှည်ဆက်သွားလို့ရမှာဘူး အသက်တွေအများကြီးကိုထပ်ကဲနိုင်မှာ哦အဲ့တော့အကြောင်းမလို့ကျွန်တော်တို့တွေကဒီခွဲခန်းနဲ့တကူဆိုလို့ရှိရင်လက်ရှိခွဲခန်းနဲ့ကက်ရက်မှာမှာဒီမြေအောက်ဘုံကိုခြင်းတိဆောင်နေတယ်ခန်းခိုင်းမှာဖြစ်အောင်တိဆောင်နေတယ်ခွဲနေရင်တန်လန်းနဲ့နော်ဒီအန်ဒီလိုအရေးပေါ်အန်ဒီတွေကြုံတွေ့ပြီဆိုလို့ရှိရင်ဒီလူနာကိုပါခေါ်ပြီးတော့ကျွန်တော်တို့ကမြေအောက်ခန်းထဲကိုကျွန်တော်တို့အာဆင်းသွားမယ်မပြီးသေးရင်စောက်ခွဲမယ်ပေါ့နော်အဲ့တော့လောလောဆယ်စောင့်နေတဲ့ဒီမြေအောက်ခွဲခန်းကကျွန်တော်ခဏရက်ထားရတယ် ဘတ်ဂျက်မရှိလို့အဲ့ဒါလို့ပဲအဲတချို့နေရာတွေမှာဆိုတော့ကျွန်တော်တို့တခြားနေရာမှာလည်းပဲဒီလုံခြုံရေးရနောက်ပြည်သူတွေအတွက်တည်တံ့ဟာဖြစ်တဲ့ဈေးရုံဆောက်ရပါတယ်ဗောနော်အဲ့မှာဆိုလို့ရှိရင်လည်းကျွန်တော်မြေအောက်ဒီခွဲခန်းကိုဆောက်ထားတယ်တနေ့နေရာတွေမှာလည်းပဲထိုးနီးလကောင်းအဲ့လိုမျိုးဆောက်ဖို့လိုအပ်တယ်ဗောနော်အဲ့တော့အခုဆိုလို့ရှိရင်တည်တဲ့ဒီဒီဈေးရုံတွေတော်တော်များများဖြတ်စည်းခြင်းခံနေရတာ哦အဲ့အဲ့အတွက်ဒီအခု NUG MOH ကလုပ်တဲ့ဈေး hospital ဈေး healthcare campaign လေးကိုကုညီခြင်းအဖြစ် ခုနကျွန်တော်တို့အတွက်အန်ဒီရန်ကင်းပြီးတော့ဘောနော်ရေရှည်လုံနိုင်မဲ့အာမြေအောက်အာဒီခွဲခန်းနေနော်ခွဲခန်းနဲ့ကဲ့ရဲ့ဘုံခုချင်းတွေကိုစောက်ပြီးတော့အာကျွန်တော်အန်ဒီရန်ကင်းအောင်သွားနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီကမ်ပိန်းလေးကိုကူညီပေးကြပါလို့တောင်းဆိုပါရစေကျေးဇူးတင်ပါတယ်